ကျမ်းမှာကြောင့်မကြပါသားခင်ဗျာအခုတပတ်ကျွန်တော်တင်ပြမှာကတော့ပြီးခဲ့တဲ့ရက်များကမြန်မာနိုင်ငံနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့မိုးလေဝသအခြေအနေတွေနဲ့လာမယ့်ရက်တွေမှာရေပုံရအဖြစ်ကြုံတွေ့နိုင်တဲ့မိုးလေဝသအခြေအနေကြိုတင်သုံးသပ်ချက်တွေကိုစတင်တင်ပြတော့မှာဖြစ်ပါတယ်ဒီတစ်ပတ်ပထမဆုံးတင်ပြလိုတဲ့အကြောင်းအရာကတော့လက်ရှိဇန်နဝါရီလအတွင်းမြန်မာနိုင်ငံတော်မှာရွာသွန်းခဲ့တဲ့မိုးရွာသွန်းမှုအခြေအနေကိုကြိုတွေ့ တိုင်းတားချက်များပေါ်မှာအခြေပြုပြီးတော့တွေးကြည့်ချက်များကို တင်ပြလိုပါတယ်။ဇန်နဝါရီလတရနေ့ကနေဇန်နဝါရီလ15ရက်နေ့အထိလတ်ဝဲကာလအတွင်းမြန်မာနိုင်ငံတော်အရွာသွင်းခဲ့တဲ့မိုးရွာသမှုအနေအထားများကိုကြည့်တဲ့အခါသူပြည်မြန်မာနိုင်ငံရဲ့အရှိမဲ့တချမ်းလို့ခေါ်ဆန်နိုင်တဲ့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်း မြန်မာနိုင်ငံအလဲပိုင်းဒေသဖြစ်တဲ့မန္တလေးတိုင်းစတဲ့ဒေသတွေမှာမိုးအနည်းငယ်အများရွာသွန်းနိုင်ခဲ့တာတွေ့ရပါတယ်အထူးသဖြင့်မိုးအများဆုံးရွာသွန်းခဲ့တဲ့ဒေသအဖြစ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီရိုင်းတို့မှာတွေ့ရပြီးမိုးရေနှစ်လက်မှမှလေးလက်မှကန်အထိရွာသွန်းနိုင်ခဲ့တာကို တွေ့ရပါတယ်ကြံဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းပြည်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ် ်ကူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းစသည်ဒေသတွေနဲ့မန္တလေးတိုင်းတို့မှာတော့မိုးရင်တလက်မမနှလက်မကန်ထိရွာတော်နိုင်ခဲ့ပါတယ်။ကြံဒေသတွေမှာတော့မိုးရင် တလက်မအောက်ယုံနေခဲ့ပြီးအထူးဖြင့်မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်းဒေသတွေမှာတော့အများဖြင့်မိုးရွာသွန်းမှုယုံနေခဲ့တာတွေ့ရပါတယ်။ဒီရွာသွန်းခဲ့တဲ့မိုးရွာသွန်းမှုအနေအထားကိုပုံမှန်ရွာသွန်းမြေမိုးကြီးများနဲ့နိုင်ရှိကြည့်တဲ့အခါအထူးဖြင့်မြန်မာနိုင်ငံရဲ့ အရှိတောင်ပိုင်းဒေသအားလုံးလိုလိုဟာရွာသွန်းမြင့်အထက်ကိုအနေနဲ့များကျော်လွန်ခဲ့ပါလေ။ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ AR တိုင်း၊တနင်္သာရီတိုင်း၊မန္တလေးတိုင်းစတဲ့ဒေသတွေမှာရွာသွန်းမြင့်ရဲ့အထက်ကိုတလက်မမှနလက်မကန်ထိကျော်လွန်အောင်ရွာသွန်းနိုင်ခဲ့တာကိုတွေ့ရပါတယ်။မော်လီဝူဒ်ကျူးကျူးကတန်းယူပြီးတဲ့လက်ရှိမိုးရွာသွန်းမှု အခြေအနေပြမြေပုံများအရလက်ရှိအပြင်မြန်မာနိုင်ငံတောင်ပိုင်း တင်းသားကြီးတိုင်းတောင်ပိုင်းဆော့မှာမိုးအနည်းငယ်ရွာသွန်းနေတာကလွယ်ရင်တော့တပြေလုံးမှာအများပြင်းတာယာနေတာကိုတွေ့ကြရပါတယ်ဆက်လက်ကြင်ပြလို့တဲ့အကြောင်းအရာကတော့ယခုနေ့မြန်မာနိုင်ငံရှိပဲပစိဖိတ်တပုတ်ကြားထဲမှာဖြစ်ပေါ်နေတဲ့အဲလီညိုရာသီဥတုရဲ့နောက်ဆုံးအခြေအနေများပဲဖြစ်ပါလေပြီးခဲ့တဲ့ဇန်နဝါရီလ14ရက်နေ့ကနောက်ဆုံးထုတ်ပြန်ချက်အရအဲလီညိုစောင့်ကြကြည့်ဖို့တမ်းမာထားတဲ့အေရီယာ၄ခုအနက် အားလုံးဟာပင်လယ်ရင်မြင့်မြင့်ပူချိန်များဟာပုံမှန်ရဲ့အချက်ကိုကြော်လွန်ရောက်ရှိနေသေးပေမဲ့လို့နေရာတော်တော်များများမှာတော့အဲလင်ဂျိုတတ်မှတ်ချက်ကိုမပြည့်မီပဲအဲလင်ဂျိုတပြည့်ပြည့်အင်အားယော်နေကြဆင်းလာနေတာကို တွေ့ရပါတယ်အထူးဖြင့်ညင်ညူပရိဧရိယာမှာပင်လယ်ရင်မြင့်မြင့်ပူချိန်ဟာအဲလင်ဂျိုရဲ့တတ်မှတ်ချက်ကို မကန့်ညီတော့ပဲရှိနေတာကိုတွေ့ကြတဲ့အတွက်အဲလင်ဂျိုဟာတပြည့်ပြည့်အားယော်နေ လာနေပြီလို့ပဲသတ်မှတ်မှာ ဖြစ်ပါတယ်ဒီအယ်လီညိုဟာနောက်ထပ်ချိန်ကာလဘယ်တော့ကြောင်အထိဆက်လက်ဖြစ်နေနိုင်အောင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့တွေ့ချက်ကြည့်တဲ့အခါ2019ခုနှစ်ဖေဖော်ဝါရီလကုန်အထိအယ်လီညိုပြစ်မှုရာနှုန်းဟာ65ရာနှုန်းတည်ကြမှု ရှိနေတယ်လို့တွေ့ချက်ရရှိပါတယ်ဖြစ်ပေါ်နေတဲ့အယ်လီညိုနဲ့ပတ်သက်ပြီးတော့အလုံးပေါ်ကဂျုံကုန်သုံးသက်တဲ့အခါမှာ2019ခုနှစ် နိုဝင်ဘာလ6ရက်နေ့ကစတင်ပြစ်ပေါ်ခဲ့တဲ့အယ်လီညိုဟာလက်ရှိအချိန်ထိသမုတ်ကြီးဟာရေပြင်နဲ့အထက်မှာရှိတဲ့လေတုတို့ရဲ့ရာမှာ အပြန်အလှန်အကျိုးသိအောင်မှု မရှိတာကိုတွေ့ရပါတယ်ပုံမှန်အားဖြင့်သမုတ်ကြီးဟာနဲ့လေတုတို့ဟာ interaction လို့ခေါ်တဲ့အပြန်အလှန်အကျိုးသိအောင်မှု ရှိမှသာလျှင် ရေစီးကြောင်းပြောင်းလဲတာနဲ့အမျှရာသီဥတုကလည်းလိုက်လံပြီးတော့ပြောင်းလဲရတာဖြစ်ပါတယ်ဒီနေ့အယ်လီညိုမှာတော့အဲ့ဒီအချိန်ဟာ ထင်ရှားစွာမတွေ့ခဲ့ရပါဘူးဒီအယ်လီညိုဟာစောစောကတင်ပြခဲ့တဲ့အတိုင်းနောက်၂လ၃လ2019ခုနှစ် February လအကုန်လောက်နောက်ပိုင်းမှာတပြေးပြေးအာတိတတာယုံနေလာပြီးတော့ February လ May လ April လောက်မှာပြီးဆုံးသွားမယ်လို့ခန့်မှန်းထားပါတယ်ဒီအယ်လီညိုပြီးဆုံးပြီးတဲ့နောက်ပစိဖိတ်ဒီမိုကရေစီမှာလက်ကျန်ကာလတွေမှာနောက်ထပ်အယ်လီညိုတကြော့ဖြစ်နိုင်သေးလားဆိုတာ ਨੇ ပတ်သက်ပြီးတော့ တွက်ချက်ကြီးတဲ့အခါအလားလာမရှိတော့ကိုတွေ့ရပါတယ်ထို့အတူပဲလက်ရှိအရင်ဂျိုပြီးပြီးရနောက်စမ်းခြင်းပဲဖြစ်တဲ့လာနေညာပြဖို့အလားလာအနေနဲ့လဲအလားလာအလွန်နည်းတာကိုတွေ့ရတဲ့အတွက်အများဆုံးဖြစ်နိုင်တဲ့အလားလာကတော့လက်ရှိအရင်ဂျိုပြီးပြီးတဲ့နောက်ပစိဖိတ်သမုဒ္ဒရာထဲမှာဂျာနီရာသီဥတုသာအများဆုံးဖြစ်လာနိုင်လိမ့်မယ်လို့လောလောဆယ်အဖြစ်တွက်ချက်ရရှိထားပါတယ်မိုးလေဝသဂျူဂျူကတိုင်းတာပေးတဲ့ဒိန်ဘုံဝင်ရ မြန်မာနိုင်ငံတော်အားလုံးမှာလောလောဆယ်မှာတိမ်များကင်းစင်နေတာကိုတွေ့ကြရပါတယ်။မြေမြေမိုးလေဝသမြေပုံများကြီးတဲ့အခါအရှာကိုနေဘဲမှာဆောင်းရည်ရဲ့လက္ခဏာဖြစ်တဲ့လေပြင်းများရဝင်းကြီးဆက်လက်ဖြစ်ပေါ်နေပြီးတော့အဲ့ဒီလေပြင်းများရဝင်းကနေပြီးတော့ဆောင်းလေအေးများဟာအရှာတိုင်းတောင်ပိုင်းနိုင်ငံများရှိရာကိုတိုးဝင်လာနေတာကိုတွေ့ရပါတယ်။ပထမတစ်ခုအနေနဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းအနောက်မြောက်ပိုင်းပါကစ္စတန်ဘက်ကိုဆောင်းလေအေးများတိုးဝင်နေတာတခုရှိသလို့ အိန္ဒိယနိုင်ငံရဲ့အရှိတ်ဘက်ကိုလည်းဆောင်းလေအေးများတွန်းနေတာတွေ့ရပါတယ်မြန်မာနိုင်ငံဘက်မှာတော့ကျုပ်ပြည်လေဗီယာမြေရာဝန်ကြီးကနေပြီးတော့မြန်မာနိုင်ငံအရှိတ်ဘက်ဒေသများနဲ့အရှိတ်ဘက်မှာကြားရောက်နေတဲ့အင်ဒိုချိုင်းနာနိုင်ငံများစီကိုဆောင်းလေအေးများတွန်းနေတာတွေ့ရတဲ့အတွက်အခုရက်ပိုင်းမှာညဘူးချင်းများအနည်းငယ်ကြာစင်းပြီးအေးချက်ရရှိနေခဲ့ရတယ်လို့တွေ့ရမှာဖြစ်ပါလေအာဒီဘီယာဘင်လေဘင်္ဂလားဘင်လေတောင်တုပ်ဘင်လေတို့မှာ လောလောဆယ်မှာမုံတိုင်းများပြင်ဆင်နေပါလေ။တင်ကြပုံစံများတုံးပြီးတော့မုံတိုင်းပြပေါ်နိုင်မှုအလားအလာများကြိုတင်ကမှန်းကြွေးကြကြည့်ရမှာအာရိဗျာပင်လဲဘင်္ဂလားပင်လဲတောင်တိုးပင်လဲအားလုံးတို့မှာအခုရပိုင်းမှာမုံတိုင်းများကင်းစင်နိုင်တယ်လို့တွေ့ချက်ရရှိပါတယ်။ဒါမဲ့ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်ဘက်အင်ဂျိုနီးရှားနိုင်ငံတဝိုက်ချင်းအီကွေတာရဲ့တောင်ဘက်ဩစတြေးလျကမ်းလွန်ဒေသနဲ့အိန္ဒိယသမုဒ္ဒရာ အနောက်ဖက်ကန်ယူတန်ဒေသတွေမှာတော့လေတုမငြိမ်မသက်ဖြစ်ပေါ်နေတဲ့အပြင်မုန်တိုင်းဖြစ်ပေါ်မှုအလားအလာများလည်းဖြစ်ထွန်းနေတာကိုတွေ့ကြရပါတယ်။မုန်တိုင်းတောင်ပြေပေါ်နိုင်မှုအလားအလာနေတဲ့တော့လာမယ့်တစ်ပတ်မှာမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီကျိုင်းတောင်ပိုင်းမှာမုန်တိုင်းတောင်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီးရှမ်းပြည်နယ်ရှေ့ပိုင်းနဲ့မွန်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးမိုးကြိမ်အောင်အနည်းငယ်ဖြစ်ထွန်းနိုင်တာကလွယ်ရင်တော့တပြေလုံးမှာ လာမယ့်တစ်ပတ်အတွင်းမိုးဒေတောင်များကင်းစင်နိုင်တယ်လို့ခမန်းရရှိထားပါတယ်။ဘင်္ဂလားဘင်လောထဲမှာပြည်ပေါ်နေတဲ့ဘင်လေလိုင်းအမြင့်ကြီးကို နာစာဂျူတူများရဲ့တိုင်းတာကျဲအရာ ရခိုင်မြဝကျော်ပေါ်နောက်ဘက်ကန်ယူတန်ကန်းလုံဒေသမှာလိုင်းမြင့်၃ဘီမှ၄ဘီကန်းမွန်တမခွေမွန်တနေသာကြီး ARD တိုင်းရင်တောင်ဘက်ကန်ယူတန်ကန်းလုံကန်ယူတန်ဒေသမှာလိုင်းမြင့်၃ဘီမှ၄ဘီကန်း ကမ်းလှုံဒေသမှာ၃ဘေးမှ၄ဘေးကမ်းဖြစ်ထွန်းနေတာကိုတိုင်းကြရရှိထားပါတယ်။လာမယ့်တစ်ပတ်အတွင်းဘင်္ဂလားပြည်နဲ့မြန်မာပြည်နယ်ပြည်မှာတိုက်ခတ်နိုင်တဲ့လေတိုက်ခတ်မှုများကိုတင်ကြပုံစံများသုံးပြီးတော့ဂျိုတင်ကမန်းနိုင်ကမြန်မာနိုင်ငံတောင်ပိုင်းမွန်တနင်္သာရီကမ်းရိုးတန်းနဲ့ကပလီပြည်နယ်ပြည်မှာရမ်ပန်ရန်ကအရှိလေပြင်းများတိုက်ခတ်မှုကြောင့်တနာယီ15မိုင်မှ -30 ကလေပြင်းများတိုက်ခတ်နိုင်တာကလွဲ့ရင်တော့ကြမ်းချင်းတွေမှာအများအပြားဖြင့်တနာယီ9မိုင်မှ30ကန့်သာ လေတိုက်ခတ်နိုင်တယ်လို့ခမန်းရပါတယ်။လိုင်းမြင့်ဖြစ်ပေါ်နိုင်မှုအလားလာနေတော့မြမကန်ယူရမှာလိုင်းမြင့်တပေမှာ၃ပေကန်ကန်းလုံဒေတာမှာ၄ပေမှာ၅ပေကန်ဖြစ်နိုင်တယ်လို့ခမန်းရရှိပါတယ်။ဇန်နဝါရီလ16ရက်နေ့မှာဇန်နဝါရီလ20ရက်နေ့ကြီးကြာမြင့်မဲ့ရက်တပတ်အတွက်မိုးလေဝသအခြေအနေများခမန်းတဲ့အခါအာရတောင်ပိုင်းနိုင်ငံအားလုံးလို့လို့မှအများဖြင့်ပုံမှန်ရာသီဥတုသာ ရှိနိုင်ပြီးတော့ဘင်္ဂလားပင်လယ်ရဲ့အနောက်တောင်ပိုင်းဒိဋ္ဌိလင်္ကာနိုင်ငံ အင်းကြီးကနိုင်ငံတောင်ပိုင်းအစွန်းတို့မှာတော့မိုးရွာသွန်းမှုဟာရွာသွန်းမြင့်အထက်အနည်းငယ်ကျော်လွန်နိုင်ပါလေ။ညအပူချိန်ကမန်းချိန်များအနည်းငယ်တော့လာမယ့်ရက်မှာရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်တို့မှာ30ဒီဂရီစင်ရီအောက်ရောင်းနေနိုင်ပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းတို့မှာ35ဒီဂရီစင်ရီအောက်ကိုရောင်းနေနိုင်ပါလေ။ရခိုင်ပြည်နယ်၊မကွေးတိုင်း၊တောင်ပိုင်း ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းကယားပြည်နယ်တို့မှာ16ဒီဂရီစင်တီဂရိတ်မှ19ဒီဂရီစင်တီဂရိတ်ခန့်နဲ့မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာ27မှ28ဒီဂရီစင်တီဂရိတ်ခန့်ရှိနေပါလေမိုးရွာသွန်းမှုအမှန်ကျန်နေတဲ့လာမယ့်တစ်ပတ်မှာမြန်မာနိုင်ငံတောင်ပိုင်းဆုံးတနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းနိုင်နာကလွှဲရင်တော့တပြေလုံးမှာ အများအပြားဖြင့်တာယာနိုင်ပါလေမြေပြင်ထက်ပင်9000မြင့်မှာ တိုက်ခတ်နိုင်တဲ့လေတိုက်ခတ်မှုများကိုတင်ကြားပုံစံများသုံးပြီးတော့ဂျိုတင်ကမန်တွဲချက်ကြည့်တဲ့အခါလာမယ့်တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်တို့မှာထိုင်းပင်လယ်ကွေ့အတွင်းမှာအရှိတ်လေပြင်းများတိုက်ခတ်နိုင်ပါတယ်။ဒါကြောင့်မို့မွန်တနင်္သာရီကမ်းတန်းကမ်းတော်ဒေသမှာရံပန်းရံခါလိုင်းအတင်းတင်းရှိနေပါတယ်။လာတူပဲတောင်ကျုပ်ပင်လယ်ပြင်အတွင်းမှာလည်းကျုပ်ပြည်မာကြီးအတွင်းမှာစောင်းလေအေးမြတိုးဝင်မှုကြောင့်မကြကနလေတုမငြိမသက်ဖြစ်ရကနေပြီးတော့ ုန်းချိန်တောင်များလည်းဖြစ်လာနိုင်ပါတယ်။အိန္ဒိယနိုင်ငံရဲ့အရှိမဲ့ကမ်းရိုးတန်းမှာတော့မြောက်ဘက်အရမ်းမှာလေအေးများဟာအိန္ဒိယနိုင်ငံတောင်ပိုင်းအထိတိုက်ခတ်လာနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။အခြားတိုက်တစ်ခုလုံးမှာ ဖြစ်ပေါ်နိုင်တဲ့ညအပူချိန်ခမန့်ချက်များအနေနဲ့တော့ယခုရက်ပိုင်းမှာတိတိတာတာမြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာညအပူချိန်များကျဆင်းနေတာကိုတွေ့ရပါတယ်။ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသချင်းပြည်နယ်တို့မှာညအပူချိန်များဟာ 30 degree centigrade အောက်ကိုညွန်နေနေပါလေ။တချို့ဒေသတွေမှာအထူးသဖြင့်တောင်ကုန်းဒေသ၊ကုန်းပြင်ဒေသတွေမှာရေကမတ်အနည်းရောက်အောင်ညပူခြင်းများကြဆင်းနိုင်နေလို့ခမန်းရရှိထားပါတယ်။အကျိုးအပြည့်ဒီများဆိုတာကတော့လာမယ့်တပတ်အတွင်းမှာမြမပင်လယ်ပြင်မှာလိုင်းတင်းတင်းကလိုင်းကြီးနိုင်ပြီးတော့ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာလိုင်းမြင့်၃ဘီမှ၆ဘီကန့် ကျန်တဲ့မြမပင်လေပင်မှာလိုင်းမြင့်တပေမလေးပေကန်ထီရှိနေပါလေ။ညဘူးချင်းခမချင်းများအနေနဲ့တော့ကချင်းပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်တို့မှာ၄ဒီဂရီမှ၈ဒီဂရီဆင်ရွေးခန့်ရခိုင်ပြည်နယ်စကမ်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတို့မှာ၉ဒီဂရီမှ၁၄ဒီဂရီဆင်ရွေးခန့်နဲ့ကြံကျေးသားတွေမှာတော့၅၅မှ၂၁ဒီဂရီဆင်ရွေးခန့်ထိရှိနေပါလေ။ခဲလုံရောင်ကြီးအညွန်ကိန်း ခမန်းကျင်အနေနဲ့တော့တပြီလုံးမှာကမ်းလွန်ရောင်ကြီးအညိုကိဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနေပါတယ်လွန်ခဲ့တဲ့အဆင့်မှာမရှိနိုင်ဘူးလို့ပဲခမန်းရရှိပါတယ်မိုးချိန်ကြောင်အနေနဲ့တော့စောစောကတင်ပြခဲ့တဲ့အတိုင်းရှမ်းပြည်နယ်ဒေသတချို့နဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ကြားမိုးချိန်ကြောင်အနည်းငယ်ဖြစ်တော်နိုင်ကြကလွင့်ရင်တော့လာမယ့်တစ်ပတ်အတွင်းမှာမြန်မာတနင်္ဂနွေလို့မိုးချိန်ကြောင်များလဲကဲဆင်နိုင်ပါတယ်လို့ခမန်းရရှိထားပါကြောင်းနဲ့ မိုးရွာသွန်းမှုအနေနဲ့လည်းတနင်္လာရီတိုင်းမှာသာနေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းနိုင်ပြီးကြံတပီလုံးမှာတော့အများအားဖြင့်ဒိန်နှင်းငယ်သာဖြစ်ထွန်းနိုင်ပါတယ်လို့ခမန်းရရှိကြပါကြောင်းတင်ပြရင်းနေကုန်ချို့ရပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘီအန်ဒရီမြန်မာကင်ဝေနိုင်ကြပါစီ